။အားလုံးပဲမင်္ဂလာပါ။မြန်မာကဗျာကကျူဆူပါတယ်။ဒီနေ့ကျွန်တော်ဗီဒီယိုမှာတော့ထက်တန်းဆင့် Grade 12မြန်မာစာမြန်မာကဗျာရွေးရှိရှိထဲမှာပါဝင်တဲ့ဇာဘမော်ညွန့်ွဲ့ရဲ့လင်္ကာကဗျာတစ်ဖို့ဖြစ်တဲ့လက်ဖြစ်ဂျန်ဝိုင်းကဗျာကိုလင်္ကာရွေးဆိုဟန်အတိုင်းရွေးဆိုပေးတော်မှာဖြစ်ပါတယ်။ဒါကြောင့်သောသောကြောင့်သူများအနေနဲ့အင်ကာရွတ်ဆိုဟံကိုတိဖို့ဒီဗီဒီယိုကိုဆုံးထိလိုက်ပါကြည့်ရှုပေးဖို့တိုက်တွန်းချင်ပါတယ်။ လဖိရင်ဝိုင်းလာရောင်ဆန်း၍ရွာလန်းမြေမာဝန်းဝန်းဝါ၏အုံထံပေလက်တမာရွတ်တို့ရွှေစက်ရွှေပြောင်းရွှေရီတောက်၏တယံတခါလေအလာတွင်ရွာလေပေါင်းကူတဒါဥမှစိတ်ဖလူနှံ့ရွာလုံးပြန်၏တကြီးအိမ်မြောက်ရွာသားဆောက်သည့်ကွန်းထောက်ခွေရာကွက်ပြစ်သားတွင် ရွာမှတကြားရွေးဦးများတို့စကားဆူမီဝိုင်းကြီးစီဝိုင်းလေခေါင်းပွေကရွတ်ခွေတွင်မြေမြေကရာအိုးနှုတ်တီကျုံနေညှိတဲ့ဟောင်းနှွန်းတန်လင်ပန်းဝဲအကျဉ်ပကံနှခမ်းလန်နေစေးသားမပြီးယွန်းပြက်နေ၌ရှမ်းပြည်မြေပဲထန်းလျက်ခဲနေဤနေရာသည် ရွာဤအေးရှစ်နောက်တွေးလျက်ဆွေးနွေးကြရာဘုံရိပ်တာတီဤနေရာသည်သူငါတို့ဆန်းအာတခန်းဖြင့်ကျွန်းဝင်ကြရာဘုံရိပ်တာတီဤနေရာသည်ပညာစောကျော်တုံလက်ပြော၍နှီးနှောကြရာဘုံရိပ်တာတီလဖီဂျန်တလင်ပန်းဖြင့် စိတ်ဝမ်းလက်ညီရွာတဲ့တီကကြည်တဲ့ပုံသွင်းအားနှင့်ရင်၍အန်စင်းခဲ့ကြဘူးလေပြီ20ရာစုကိုလိုနီခက်မှာရေးတဲ့ဆရာဘမ်မော်ညိုနွဲ့ရဲ့လင်္ကာကဗျာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်